ကဘာပေါ်မှာအမြင့်ဆုံးတာဝါရီရှိတယ်။ပြီးတော့အဲ့ဒီကျွန်းမှာနေတဲ့လူတွေကအခွန်ပေးကြမလို့ဘူး။လှပတဲ့တောင်တန်းတွေနဲ့တူနမကြီးဆဆရီနဲ့အဲ့မှာမြန်မာတော်တော်များနေထိုင်ကြပါတယ်။ဆိုတော့အဲ့ဒါဘာနိုင်ငံဖြစ်မလဲ။အဲ့ဒါတော့မလေးရှားနိုင်ငံပါ။ဒါကတော့ Petronas Twin Tower လို့ခေါ်ကြပါတယ်။အမြင့်ပေ1483မီရှိပြီးတော့1998ခုနှစ်ကနေပြီးတော့2004ခုနှစ်အထိ ကဘာပေါ်မှာအမြင့်ဆုံးအဆောက်အုံဖြစ်တမတ်ခံထားရတာပါအဆောက်အုံတစ်ခုစီမှာ88ထက်ရှိပြီးတော့မင်းကြီးထက်လည်းပါဝင်ပါတယ်နောက်ထပ်ထူးခြားတဲ့တစ်ခုက43ထက်နဲ့42ထက်ကြာမှာဆက်ထားတဲ့တံတားရှိပြီးတော့တံတားကကဘာအမြင့်ဆုံးတံတားတွေကတစ်ခုဖြစ်ပါတယ်နောက်ထပ်အခွန်ပေးချက်မလို့တဲ့ကျွန်းကျွန်းလည်းရှိပါတယ်အဲ့ဒါကတော့လန်ကာရီကျွန်းမှာအဲ့ဒီမှာဘာဝဲဝဲအခွန်ပေးဆောင်စီကမလိုပါဘူးအများစုပြောကြတာကတော့ရေဆိုင်ရင်ဘီယာပဲဝယ်တောက်ကြတာပါ ဘာလို့လဲဆိုရေထက်ပြီးအားဈေးဖို့ချိုးလို့ပါပြည်နယ်မှာရှိတဲ့ Caucasus Town စလန်ကောမှာရှိတဲ့ Budagave ပဟန်ပြည်နယ်မှာရှိတဲ့တာမန်နီကာမျိုးသားဥယျာဉ်ပြည်နန်းတရာဂန်နီဟိုင်းလိုင်းတောင်တန်းမလာဂါမျိုးကယဉ်ကျေးမှုဆိုင်ရာနဲ့မလေးရှားနိုင်ငံရဲ့တမန်ဝင်အဆောက်အဦနဲ့ကမ္ဘာအမွေနဲ့ဆိုင်ရာနေရာတွေကနာမည်ကြီးလာပါတယ်ပြီးတော့မလေးရှားနိုင်ငံရဲ့အစားအစာတစ်ခုဖြစ်တဲ့နာစီလာမကိုလည်းမေးထားလို့မရပြန်ပါဘူး မလေးရှားမှာရှိတဲ့မြန်မာတွေအနေနဲ့အလုပ်အားရွက်တွေမှာသွားလည်ချဖို့ပြောရင်းနဲ့ပဲရုံကြီးစိတ်ချပြီးငွေလန်းတဲ့မြန်မာပစ္စည်းမျိုးစုံရောင်းချပေးနေတဲ့ရွှေမုံမြန်မာ page တွေနဲ့မိတ်ဆက်ပေးပြလေမလေးရှားမှာရှိတဲ့မြန်မာတွေအနေနဲ့ဂျိုဟုမှာနေထိုင်နေဆိုလို့ရှိရင်ငွေလွှဲဖို့အတွက်အိမ်နိုင်ရာရောက်ငွေကောက်ခံပေးမှဖြစ်ပြီးတော့နေဝေးအတွက်ဆိုရင်တော့ဘန်ကီနဲ့ငွေလွှဲလို့ရပါတယ်ပြီးတော့မြန်မာစားစာမျိုးစုံနဲ့အဝတ်ထည်တွေကိုလည်းဝယ်ယူလို့ရပါတယ်ဆိုတော့ စိတ်ချပြီးမြန်ဆန်တဲ့ငွေလဲဝန်ဆောင်မှုနဲ့မြန်မာပစ္စည်းမျိုးစုံကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ရွှေမော်မလေးမြန်မာ page မှာဝန်ဆောင်မှုပေးနေပါပြီဆိုတော့ပြောရင်းနဲ့ပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်